မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရဲ့တားဖြစ်သူကင်အရစ်က2023ခုနှစ်ကပြင်သစ်သတင်းစာလီမော့ရှ်နဲ့တွေ့ဆုံမေးမြန်းမှုမှာသူ အသက်ရှင်နေတာကိုကအံ့ဩစရာပါရိုးသားသားပြောရရင်တို့ဟာကျွန်တော်အမေကိုသေစေဖို့ကြိုးစားနေတာပါလို့ရင်နာနာနဲ့ပြောဆိုခဲ့ပါတယ်အဆိုပါစကားများကလုံခဲ့သောစက်တင်ဘာလ၄ရက်နေ့ကပိုပြီးအေးပါလာခဲ့ပါတယ်အသက်80ကျော်အရွယ်မိခင်ဒေါက်ဆန်းစုကြည်ကမြန်မာစစ်အုပ်စုရဲ့အုပ်ချုပ်မှုအောက်မှာ အသက်အန္တရာယ်ကိုချိန်ချောက်လာနိုင်သည့်အထိကျန်းမာရေးအခြေအနေဆိုးဝါးလာနေတဲ့အကြောင်းတားဖြစ်သူကင်အရစ်ကကမ္ဘာကိုသတိပေးလိုက်သောကြောင့်ဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်းစစ်အုပ်စုရဲ့ဖမ်းဆီးချုံနှောင်ခြင်းကိုခံခဲ့ရတဲ့ဒေါန်ဆန်းစုကြည်ကအကျဉ်းထောင်မှာဒူးတဲ့တီးတန့်ချုံနှောင်ခြင်းခံရပြီးစစ်အုပ်စုရဲ့ရည်ရွယ်ချက်က၎င်းရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကို လုံးပပအောင်ပြုလုပ်ရန်ဖြစ်တယ်လို့ယူဆရပါတယ်။ကင်အရစ်က 2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ရေးပေါ်ပန်ကြားချက်မှာနှစ်ပေါင်းများစွာ ကုသမှုများရှိခဲ့တဲ့ကောင်းမှုခြင်း၊သွားယောဂများနဲ့အယိုးပွားယောဂစတဲ့ဝေဒနာများရဲ့အကျိုးဆက်အဖြစ်သူ့ရဲ့နှလုံးယောဂအခြေအနေပိုမိုဆိုးရွားလာကြောင်းအလေးထားပြောဆိုခဲ့တာပါ။၎င်းရဲ့ဆွဆွဲချက်ဖြစ်တဲ့ဆေးဥစုဟာဒေါန်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကိုတမင်တကာအန္တရာယ်ပြုနေခြင်းဖြစ်တယ်ဆိုတဲ့အချက်ကအကျဉ်းထောင်နေရဲ့နောက်ွယ်မှာတဖြည်းဖြည်းချင်းဖြစ်ပျက်နေတဲ့ကြီးကွဲပွေရာအဖြစ်ဆိုးကို ဖော်ပြနေပါဗျ။ 2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းယူပြီးနောက်အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါင်ဆန်းစုကြည်ကိုနေပြည်တော်မှာနေရင်အချင်းချထားခဲ့ပြီးအာဂရီလိုက်စားမှုရွေးကောက်ပွဲလိန်လယ်မှုနှုံဆော်မှုအပါအဝင်မဟုတ်မမှန်တဲ့ဆွဲချက်များစွာနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ဆုံးမှာထောင်တန်း28နှစ်ချမှတ်ခံခဲ့ရပါတယ်။အာဏာသိမ်းပြီးလာအနေငယ်အတွက်မှာပဲ၎င်းရဲ့ကျမ်းမာရေးကြာဆင်းလာကြောင်းအရေးအယံများပေါ်ပေါက်လာခဲ့ပါတယ်။၂၀22ခုနှစ်စက်တင်ဘာလမှာမြန်မာနိုင်ငံသတင်းဌာနရဲ့ဖော်ပြချက်အရဒေါင်ဆန်းစုကြည်က ခေါင်းမူးခြင်းနဲ့နှာခေါင်းအမေးရောင်ရောဂါကြောင့်တရားရုံးတို့မတက်ရောက်နိုင်ခဲ့ပဲရှေ့နေတဲ့အချိန်ခဏတာထွေးဆုံချိန်မှာပင်ခေါင်းစွာမထိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။၎င်းရဲ့အခြေအနေကစေုပ်စုရဲ့ပေါ်ဆတဲ့တေယူပို့ဆောင်မှုကြောင့်ဖြစ်ကြောင်းဆွဆွဲခံရတော့လေ။တင့်လျော်သောစေကူတောက်မှုကိုပေးခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ရင်းချင်းအိနိုဘယ်ဆုရှိသူဖြစ်တဲ့ဒေါန်ဆန်းစုကြည်ဟာစေုပ်စုရဲ့ထိန်းချုပ်မှုအောက်မှာကျမ်းမာရေးအခြေအနေရိုးရွင်းလာနိုင်ကြောင်းပထမဆုံးအကြိမ်လူသိရှင်ကြားသတိပေးမှုဖြစ်ခဲ့ပါတယ်။ 2022ခုနှစ်မှာဒေါက်ဆန်းစုကြည်ရဲ့အခြေအနေမှာပိုမိုဆိုးရွားလာပြီးနေပြည်တော်အကျဉ်းထောင်သို့ပြောင်းရွှေ့ခံခဲ့ရပါတယ်။အဆိုပါအကျဉ်းထောင်ကိုတရင်ရင်းမြစ်တွေက UIP ကြော်များပေါ်တဲ့ယောဂဗျာထူပြောသောနေရာလို့ဖော်ပြခဲ့ပါတယ်။မိသားစုဝင်များနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားတဲ့ KR က၎င်းပေးပို့ခဲ့တဲ့ပစ္စည်းများပြန်လည်ရောက်ရှိလာကြောင်းပြောဆိုခဲ့ပြီးလူသိရှင်ကြားလှုပ်ရှားမှုများစတင်ပြုလုပ်ခဲ့ပါတယ်။မိသားစုဝင်များသို့မဟုတ် ရှင်းနေများနဲ့တွေ့ဆုံခွင့်မပြုခြင်းကတမင်တကာလိလိူရှူထားခြင်းဖြစ်တယ်လို့တန်တရားဖြစ်စေခဲ့ပါတယ်။သူတို့ဟာကျွန်တော်အမေကိုလုံးဝအဆက်အသွယ်ဖြတ်တောက်ဖို့ကြိုးစားနေတာပါလို့၎င်းက2024ခုနှစ်မှာဒီ AOR သတင်းဌာနကိုပြောကြားခဲ့ရာစေအုပ်စုရဲ့လုပ်ရများကဒေါန်ဆန်းစုကြည်ကိုတေဆုံးစေရန်ရည်ရွယ်နေတဲ့ဆိုတဲ့2023ခုနှစ်ကပြင်သစ်သတင်းဌာနလီမွတ်ကို ပြောဆိုခဲ့တဲ့အဆိုကိုထပ်လောင်းအတည်ပြုနေပါဗျာ။ 2023ခုနှစ်စက်တင်ဘာလမှာဒေါင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေက ပုံမဆိုးရွားလာခဲ့ပါတယ်။ DVB English နဲ့ BBC ဘာမီတို့ရဲ့ဖော်ပြချက်အရ၎င်းဟာတွားကြိုက်ခြင်းနဲ့တဖုံးနာခြင်းတို့ကိုပြင်းထန်စွာခံစားနေရတာကြောင့်ကောင်းစွာမစားနိုင်ပဲအော့အန်ခြင်း၊ကောင်းမှုခြင်းနဲ့သွေးပေါင်ကြခြင်းများဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကလည်းစစ်အုပ်စုဟာတွားတဲ့ကြရင်အထုပ်ကိုဆရာဝန်နဲ့ပြသခွင့်မပြုဘဲအပြော်စားအစားအစာများနဲ့ဈေးဝယ်များသာဖေးဆောင်ခြင်းဖြင့် ဒေါ်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို NDA ပြုနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ကင်အဲရစ်ကလည်း2023ခုနှစ်အောက်တိုဘာ28ရက်နေ့မှာပြင်သစ်လီဒမွန်သတင်းစာမှာသူအသက်ရှင်နေတာကိုကအံ့ဩစရာပါရိုးသားသားပြောရရင်သူတို့ကကျွန်တော်အမေကိုတေးသေးဖို့စ조사နေတာပါလို့ပြောကြားခဲ့ပြီးလွတ်လပ်သောစစ်ဆေးမှုများနဲ့အဆက်အသွယ်ပြုလုပ်ခြင်းတို့ကိုခွင့်မပြုခြင်းကစစ်အုပ်စုရဲ့လုပ်ရများဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ကင်ရဲ့ပြတ်သားသောဆွဆွဲချက်မှာဒေါ်ဆန်းစုကြည်အားဖမ်းဆီးထိန်သိမ်းထားခြင်းကတာမန်အကျဉ်းချခြင်းမဟုတ်ပဲ တမင်တကာတည်ဆုံးအောင်လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။2024ခုနှစ်အောက်တိုဘာလမှာဒေအေယဝရီသတင်းဌာနကဒေါန်ဆန်းစုကြည်ရဲ့ကျန်းမာရေးဆိုင်ရာဝေဒနာများဖြစ်တဲ့အယိုးချိုးလွယ်တဲ့အယိုးပွားယောဂါ၊တွားနယ်ကရဝင်းပြဿနာများနဲ့နှလုံးယောဂါစတင်နေခြင်းတို့အကြောင်းကင်အဲရီရဲ့ပူပန်မှုများကိုဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့အသက်ကိုစိုးရိမ်မိပါတယ်လို့၎င်းက2024ခုနှစ်အောက်တိုဘာလ9ရက်နေ့က BBC World Topic ကိုပြောကြားခဲ့ပြီး၎င်းရဲ့မိခင်က ပရဲမောင်မပါတဲ့အချင်းကားတစ်ခုမှာကြောင်းမက်ပွဲကောင်းတဲ့အခြေအနေများအောက်မှာထိမ့်သိမ့်ခံထားပြီး2024ခုနှစ်ဇန်နဝါရီလကပေးပို့ခဲ့တဲ့စာတစောင်းမှလွဲ၍အဆက်အသွယ်လုံးဝမရှိခဲ့ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။စေအုပ်စုရဲ့ပုံမှန်စစ်ဆေးမှုများပြုလုပ်နေတဲ့ဆိုတဲ့အဆိုမှာလွတ်လပ်သောအတည်ပြုချက်မရှိခြင်းနဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်ဒီကော်မတီကိုဝင်ရောက်ခွင့်ပိတ်ပင်ထားခြင်းတို့ကြောင့်အထိပယ်မဲ့နေခဲ့ပါတယ်။ 2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့မှာ King Eric ကဒီဝီဘီအင်္ဂလိပ်ကထုတ်ပြန်ခဲ့တဲ့အရေးပေါ်ပန်ကြားချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ကျွန်တော်မြေချမ်းမကြီးပူပြီးဆိုးရွားလာတယ်လို့ကြားသိရတာစိတ်နှောက်ယှက်ဖြစ်ရပါတယ်။တူအနှလုံးရောဂါခံစားနေရပြီးထိမ့်သိမ့်ခံထားတဲ့အခြေအနေတွေကြောင့်ပုံမှုဆိုးရွားလာတာသိကြပါတယ်။သူဟာအချင်းထောင်ပြင်ပကနှလုံးထုတ်ခုဆရာဝန်နဲ့ပြသဖို့လုပ်ပြီးပြသခွင့်နဲ့တောင်းထားပါတယ်။အဲ့ဒီလိုခွင့်ပြုခဲ့သလားဆိုတာကျွန်တော်သိခွင့်မရှိပါဘူး။ ဒါရက်စပီသူ့အန်ရီကိုချင်းချောက်နေတာ ဖြစ်ပါတယ်လို့ကင်အက်ရစ်ကပြောကြားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ဟာအသက်80ရှိပါပြီ။စောင်းရှောက်မှုလိုအပ်ပြီးအရေးကြီးဆုံးကတော့လွတ်မြောက်ဖို့လိုပါတယ်။သူဟာနိုင်ငံအတွက်ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက်ယက်တီခဲ့လို့နိုင်ငံရေးအကျဉ်းသားဖြစ်ဆက်လက်ရှိနေဖို့မသင့်ပါဘူး။သူ့အတွက်လွတ်မြောက်ရေးလမ်းကြောင်းရှာဖွေဖို့ကမ္ဘာကိုအကူအညီတောင်းခံပါတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒီပန်ကြားချက်ကို Facebook Video မှာလည်းပြောဆိုခဲ့ပြီးဆင်းစုရဲ့ပြုမှုဆက်ဆံမှုကိုရက်စမှု အသက်အန္တရာယ်ကိုချိန်ချောက်မှုနဲ့လက်မခံနိုင်စရာလို့ဖော်ပြခဲ့ကောင်း၎င်းတို့ရဲ့လုပ်ရများကသေတံပေးခြင်းနဲ့အလားတူတယ်လို့2023ခုနှစ်ကစွပ်စွဲချက်ကိုထက်လောင်းအတည်ပြုနေပြီးကင်အရီရဲ့သတိပေးချက်ကိုထင်ရှားတဲ့ပုံကောများကအားဖြည့်ပေးခဲ့ပါတယ်။ဗြိတိန်နိုင်ငံသားဝင်ကြီးဟောင်းဝီလျံဟိတ်က2025ခုနှစ်စက်တင်ဘာလ၄ရက်နေ့မှာ The Independent သတင်းစာတို့ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အချိန်တန်ပါပြီ။အလင်းမြန်တင့်လို့တဲ့ဈေးကူတာမှုခံယူဝင်ပေးဖို့က ကိုချင်းတရားနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမဖြစ်မနေလိုအပ်တဲ့ကိစ္စပါလို့ပြောကြားခဲ့ပါတယ်။2025ခုနှစ်မှာ The AOR နဲ့မြင်းစိမတို့ရဲ့သတင်းများက၎င်းရဲ့နှလုံးရောဂါအခြေအနေပြင်းထန်မှုကိုအတည်ပြုထားပြီးနှလုံးထုခုဆရာဝန်နဲ့ပြသခွင့်တောင်းခဲ့တာကိုမှတ်ချက်ပြုထားတော့လေဖွင့်ပြခဲ့ခြင်းရှိမရှိဆေးဥစုဘက်ကတိတ်ဆိတ်နေကြောင်းဖော်ပြခဲ့ပါတယ်။ သူတို့ဟာကျွန်တော်အမေကိုသေးသေးပိုးစူးစမ်းနေတာပါဆိုတော့ကင်အဲ့ရဲ့ဆွဆွဲချက်ကအပေါ်စာရာပြောဆိုနေခြင်းမဟုတ်ပဲဆေအိုဆူရဲ့လောရများကဒေါန်ဆန်းဆူကြီးကိုတီးတန့်ချုံအောင်ခြင်းပြင်ပမှာစေကူတာခိုင်းယူခွင့်မပေးခြင်းနဲ့အဆက်အသွယ်အားလုံးကိုပိတ်ပင်ခြင်းတော့ပဲဖြစ်ပါတယ်ဒီ independent သတင်းစာဖော်ပြချက်အရဖန်ဆီးခံခဲ့ရမှုတဲ့ Australia စီးပွားရေးပညာရှင်ဖော်မခရှောင်းတာနဲ့ကမြန်မာချင်းထောင်များကဆိုးရွားပြီးအပူဒဏ်ပြင်းထန်ခြင်းအစားအစာအရေးသွေးညံပြင်းခြင်းနဲ့ ယောဂများပြန့်နေနေခြင်းတို့မှာကာကွယ်မှုမရှိကြောင်းဖော်ပြခဲ့ပါတယ်။2020ခုနှစ်ကစလို့ဒေါ်ဆန်းစုကြည်ရဲ့ထိကြံမှုက၎င်းရဲ့ကျန်းမာရေးအတွက်စစ်အုပ်စုရဲ့တိုးတက်မှုမရှိတဲ့အာမခံချက်များနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ခြားသောနိုင်ငံရေးကျင်းသားများဖြစ်တဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်သေဆုံးခဲ့ခြင်းကဲ့သို့သောအခြေအနေများကလူလူရှုမှုရဲ့သေစေနိုင်တဲ့အန္တရာယ်ကိုအလေးပေးဖော်ပြနေပါတယ်။ Kim Eric ရဲ့2023ခုနှစ်ကပြင်သစ်သတင်းစာ Limot မှာပြောဆိုခဲ့တဲ့စကားနဲ့ 2025ခုနှစ် DWP English တို့ပြန်ကြားချက်များက၎င်းတို့ရဲ့လုပ်ရများဟာခုခံတော်လှန်မှုရဲ့သင်္ကေတတစ်ခု ဖြစ်နေစေဖြစ်တဲ့မျိုးသမီးတူဦးကိုဖြည်းဖြည်းချင်းသေဆုံးစေရန်တမင်တကာလှုံ့ဆော်နေခြင်းဖြစ်တယ်လို့ဆိုနေပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ဂျမ်းမာရေးအခြေအနေကအစ်စမ်းမဟုတ်ပဲနှစ်ပေါင်းများစွာရည်ရွယ်ချက်ရှိရှိလျှို့ရှုမှုရဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။2020ခုနှစ်ကကောင်းမှုခြင်းမှာ2023 2024ခုနှစ်မှာ တွားနယ်ကတွင်အယိုးယောဂများသို့တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး2025ခုနှစ်မှာတော့အသက်အန္တရာယ်ကိုချိန်ချောက်လာတဲ့နှလုံးယောဂါအထိဖြစ်လာခဲ့တဲ့၎င်းရဲ့အခြေအနေကအရေးပေါ်အရေးယူဆောင်ရွက်ရန်လိုအပ်နေတာဖြစ်ပါတယ်။သူတို့ဟာကျွန်တော်အမေကိုသေးသေးပိုးစူးစမ်းနေတာပါဆိုတဲ့ King Air ရဲ့စကားများကကဘာကိုသတိပေးချက်အဖြစ်ပဲ့တင်ထပ်နေပါတယ်။နှလုံးထိုးကိုဆရာဝန်နဲ့ပြသကွင်းကျောင်းမရေးအခြေအနေကိုစစ်ဆေးကွင်းသို့မဟုတ်မိသားစုဝင်များသို့မဟုတ်ချက်ချင်းနေတဲ့တွေ့ဆုံဝင်ကိုဆေးအုပ်စုကညှင်းပယ်ခြင်းက ၎င်းကိုတိတ်ဆိတ်စွာသေဆုံးစေလိုတဲ့ရည်ရွယ်ချက်ကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ကင်အရစ်ကမိမိအတွက်လွံ့မြောက်ရေးလမ်းကြောင်းရှာဖွေဖို့ကမ္ဘာကိုအကူအညီတောင်းခံပါတယ်ဆိုပြီးတောင်းဆိုခဲ့တဲ့ကဲ့သို့ကုလသမဂ္ဂအာဆီယံသို့မဟုတ်ပြည်သူ့ဖီးယားပေးမှုမြန်မာတစဲနိုင်ငံတကာတိုင်ဝမ်ကဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသား2300ကျော်အားလွှတ်ပေးဖို့ဆေးကုသခွင့်ပေးဖို့နဲ့ဆေးဥစုရဲ့ရက်ဆက်ကြံကြုံမှုကိုအဆုံးသတ်ရန်တောင်းဆိုရမှာဖြစ်ပါတယ်။ကမ္ဘာကရေးဝယ်ရန်ပြတ်ကွက်ခဲ့ပါက မြန်မာဒီမိုကရေစီခေါင်းဆောင်ကိုဆုံးရှုံးရခြင်းကကဘာကြီးကလက်ပိုက်ကြည့်နေမှုရဲ့ခြေကွဲပွဲရာတက်တည်တစ်ခုဖြစ်လာနိုင်တဲ့အကြောင်းတင်ဆက်ရင်ယခုဆောင်မကိုဆုံးကပ်လိုက်ပါရခင်ဗျာ။